လာပါဟုတ်မူလားပါရှင်ရင်းစပရိသတ်တွေမိတ်ဆက်စကားလေးပြောပြပါအောင်ဟုတ်ဟုတ်ရင်းရပါအဲဂီဂီဖြစ်ပါတယ်တချင်းနေဆိုပါတယ်မင်္ဂလာပါညီမနေမရောစနိုးကြည့်ပါရှင် မီလေးပါမီလေးပါဟုတ်ကဲ့အဲ့တော့မြောင်စလုံးရဲ့အဓိပညာလှူရှားမှုတွေကိုပြည်သက်တွေအခုခက်ဆစ်စိတ်တွေ့နေရကကေးရဲ့တချင်းတွေဆိုလည်းပြည်သက်တွေတအားကိုကြွေနေကြတယ်ကိုရီဆိုလည်းပါဇက်ပြမှာအမြင်ဆွဲနေအဲ့ဒါတွေတချင်းတွေနော်အဲ့လိုမျိုးရရတချင်းကိုအရင်ဆွဲလန်းနေရမလေးဆိုလို့ရှိရင်လည်းအခုမီလေးဆိုတဲ့ကာရက်တာလေးနဲ့ပြည်သက်တွေတနာနေပြည်သက်တွေငိုနေကြတယ်ဘယ်လိုလုပ်ကြမလဲဟုတ်တယ်နော်ငိုနေကြတယ်ဟုတ်တယ်ဒီလေးကြည့်ပြီးတော့နော်ဝမ်းနေလို့ဆိုပြီးတော့ပြောထားကြတယ်မြောင်စလုံးလည်းတလုံးမှာဘာလို့ဖြစ်နေလဲဆိုအရင်ဆုံးပြောပြပေးပါဦး ဟုတ်အခုလက်တလုံးမှာတော့သူလဲဒီဇက်ကားလေးပြီးကြစားဆိုတော့ဗောနော်ဟိုရိုက်ကွေးလေးလည်းများနေတယ်နှစ်ယောက်တွဲအဲ့လိုရိုက်ကွေးလေးလည်းရှိတယ်ပြီးတော့အဲခုပွင့်လေးရသေးရောက်တော့မယ်ဆိုတော့ဂီတို့လည်းပွဲလေးရှိနေပါတယ်ရှင်ဆင်းနေဆိုရတာဟုတ်ကဲ့ဆင်းနေဆိုတာဟုတ်ကဲ့ဟုတ်ညီမလေးရတော့ညီမလေးဟုတ်အာညီမရိုက်ထားလေးရိုက်ထားတာလေးရောနောက် အဲနောက်လာလေဒါမှမဟုတ်နောက်လာအကုန်လောက်ပေါ့နော်ထထွက်ဖို့ရရှိရဲဇကာလေးအဲ့ဇကာလေးရတဲ့အခုလိုမျိုးပဲနည်းနည်းတနာစီရတနာစီရလေးပေါ့နော်ဒါမှမဟုတ်ဒီကလည်းနည်းနည်းပေါ့ဝမ်းနေစီရလေးပေါ့ဒါလည်းကြောင့်ဝမ်းနေစီရလေးပေါ့နော်တစ်ဖက်သက်လိုက်ချစ်လေးကိုပေါ့နော်ကောင်မလေးတယောက်ရဲ့အချစ်လေးပေါ့အဲ့လိုမျိုးလေးစကားလေးလည်းထွတ်ထွတ်ဖို့ရှိရဲ။ Jai မှာကအခုလောလောဆယ်ရောကော်မရှယ်နဲ့တခြားလုပ်လေးရောလုပ်ဖြစ်နေပါရဲ့ရှင်ဟုတ်။ ်နှစ်ယောက်သားကတော့အလိုလေးဇင်းတို့အဲ TikTok video တွေမှာလည်းတွေ့ရဲအဲ့ခါကျရင်ဟို vlog တွေမှာလည်းတွေ့ရလေအဲဒါဟိုချစ်ဖို့ကောင်းတာပေါ့နော်အဲပျော်ပျော်စွစွနဲ့လေအဲ့လိုလေဒီပရိသတ်တွေကနှစ်ယောက်လုံးကိုချစ်ကြတာပေါ့အဲ့တော့အဲ့ vlog တွေဖန်တီးမှုလေးတွေနောက်ပြီး TikTok video လေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုဘယ်လိုမျိုးဖန်တီးကြတာလဲနှစ်ယောက်တိုင်းတိုင်းမင်မင်နဲ့ပေါ့နော်ဒီ content လေးတွေဖန်တီးမှုအပိုင်းလေးလည်းသိချင်တယ် အစတော့အဲ့လို तू ကတော့အဲ့လို TikTok တွေအများဟိုရိုက်ဖြစ်တယ် Thread TikTok ပို့သုံးပြတာပေါ့နော်ကြီးကတော့နောက်ပိုင်း TikTok ကိုနောက်ပိုင်းကျတော့မှသိလာတာပြီးတော့တချင်းလေးတွေတင်မယ်ဆိုတော့မှအော်ကိုရီတချင်းလေးတွေကိုသူများတွေကဟိုဝင်ဆော့ကြတယ်ဘာညာဆိုတာနဲ့အဲ့လိုပဲသိကြတာဒါပေမဲ့ तू နဲ့အဲ့လိုမျိုးခင်သွားတဲ့အချိန်ကျတော့ तू ကဒီလိုမျိုးလေးတွေရိုက်ရအောင်ပေါ့နော်တတိကတော့ तू စဉ်းစားတာပေါ့နော် content လေးတွေဒါမျိုးလေးတွေရိုက်ကြမှာဆိုပြီးတော့ဟုတ်တယ်အဓိကနောက်ကကျိုးကြတယ်က तू က အဲ तू ကတော့ idea လေးပေးတာပေါ့နော်အဲ့ဒါနဲ့ဒီလိုလေးရိုက်ကြမယ်ရိုက်ကြမယ်ဆိုတော့အဲ့လိုက်ရရင်လည်းပြည်သက်တွေချစ်တာကိုမြင်ကြတဲ့အခါကျတော့အော်နောက်ပိုင်းတော့ကိုရီနှစ်ယောက်တွဲလေးတွေကိုချစ်ကြတာမြင်ရတယ်အဲ့တော့များများလေးထပ်ပြီးတော့ရိုက်ကြမလားဆိုပြီးရိုက်ကြရင်လည်း vlog လေးတွေရော TikTok လေးတွေရောများလာတာပါဟုတ်ကဲ့ ုတ်ကဲ့ပါအဲ့မှလေဟိုကားရဲ့ဝင်လိုက်တာနဲ့လေဒီနည်းနည်းပေါက်ပေါက်တွေဖောက်တတ်တဲ့ကောင်မလေးတွေဟာရှိရဲ့ကွာသိလားအဲ့မှဆိုလို့ရှိရင်မုတ်တစ်ခုပြီးတစ်ခုပေးလိုက်လို့ရှိရင်အပြင်မှာအဲ့လိုပဲလာပါတော့ကွာစားသမားဆိုလို့စားတစ်ခုပြီးတစ်ခုတွေ့ရတယ်အပြင်မှာလည်း तू ကအစားသမားကြီးကြီးလည်းအများနဲ့နောက်ကျသမားဟုတ်တယ်အရင်နောက်ကျမိတာပေါ့ရိုက်တာတကယ်တော့ အဓိကတော့အဲ့လိုမျိုးပေါ့နိုင်ငံခြားဟိုဗီဒီယိုလေးတွေကို reference ယူလိုက်ပြီးတော့တကယ်လဲအပြင်မှာသူနဲ့ရေးတဲ့ပုံစံအဲ့ပုံစံအတိုင်းမှာသူတခုခုပါညာအရန်နားညင်းနေပြီးပွားနေပြီးဆိုမုတ်ကြွေးလိုက်တော့ပြီးသွားအရန်နောက်ကြတာတစ်ချင်နောက်ကြတာ Okay အဲ့လိုနှစ်ယောက်ရဲ့လေအဲ့လိုမျိုးပုံစံလေးရချစ်ဖို့ကောင်းတယ်ပြီးတော့မဆိုတတိထားမိရခေကအဲ့လိုမမျက်လုံးထဲမှာဆိုအေးတယ် ဟုတ်ကဲ့အေးတယ်အဲ့လိုသင်းနေစပြီးတော့တိတ်ချလုံးလုံးမောင်းအောင်လိုက်ခဲ့မယ်အဲ့ခရေရလည်းစပြီးအားပေးလာတဲ့အခါမှာအေးတယ်ဂီးကိုမြင်လို့ရှိရင်လေလို့အေးတယ်ရဲ့မှာပါပဲအခုနောက်ပိုင်းတော့နှစ်ယောက်သားရဲ့ moment လေးမှာကလေအတူလိုက်ပြီးတော့အေးဦးပြောချင်တယ်တို့ရမှာအေးဦးပါနာမည်ကမီလီလေမီလီဆိုတော့ဒါပေမဲ့နှစ်ယောက်တွေ့လိုက်တဲ့ moment လေးမှာဆိုလို့ရှိရင်အဲ့လိုလိုက်ပြီးတော့ပျော်ပျော်ရွှင်ရွှင်စီးမျောနိုင်တဲ့ moment လေးတို့ မြင်ရတယ်ကွာနော်ကိုကအရင်အနေနဲ့အလောက်ဘက်မှာရှိနေတာကြောင့်ကိုရန်အေးနေလို့ရှိရင်မဖြစ်ဘူးဆိုပြီးတော့အဲ့နဲ့လိုက်ပြောပြရတာတောက်ဆောင်စကေးတက်လာပြီနော်ဟုတ်တယ်ဟုတ်တယ်တောက်ဆောင်စကေးဟုတ်တယ်ဒီနည်းလောက်တော့မှာဒီနည်းလောက်တော့ဒီနည်းလောက်တော့ကျွန်တော်အားကြီးတင်ပေးပြလားတောက်ဆောင်နဲ့ပတ်သက်ပြီးတော့အော်ကိုတင်ပေးစရာမလိုဘူးလေသူကအလုံး IT နဲ့မြင်နေပေးရဆက်အားလောက်တက်တာ talent ရှိပြီးသားအားလောက်တက်တယ်မြင်နေပေးတယ်အဲ့ဆိုရင် talent နေမလေးဖော်ထုတ်ပေးလိုက်တာသူဖော်ပေးလိုက်တာကွာချစ်ဖို့ကောင်းတဲ့ music video ကြီးလေဒါဟို ကေကေရဲ့ music video တွေမှာဆိုလည်းစနိုးပါတာဆိုတော့လေအဲအဲ့လိုမျိုးဆိုတော့ဟိုဒီ music နောက်ထပ်ဖန်တီးမဲ့ music video တွေပုံစံမျိုးရောရှိသေးလားချပြစရာရှိလားအဲ့ထက်မှာရောစနိုးရောကိုယ့်ရဲ့စိတ်ကူးထဲမှာပါဝင်ဖို့အတွက်ရှိလားပေါ့ ရှိပါတယ်ဘာလို့ဆိုတော့အကယ်ကြီးကြီးရိုက်ဖြစ်မယ်ဆိုလို့ရှိရင်တော့သူနဲ့အရင်းအဆုံးလည်းဖြစ်နေရပါဘောနော်အဲ့ခါကျတော့အဲကြီးတချင်းလေးတွေနဲ့လိုက်ဖက်တဲ့ဟာလေးတွေတွင်တော့သူ့ပဲအကူညီတောင်းရတာပေါ့ပြီးတော့နောက်ထပ်ကြီးတို့ထက်ရှိလာမဲ့ဟာလေးကဒီကြော်ညာလေးတွေရှိမယ်ပေါ့နော်အဲ့ဒီ commercial လေးတွေမှာဆိုလို့ရှိရင်သူနဲ့နှစ်ယောက်တွဲလေးအဲ့လိုမျိုးမြင်စင်ကြရတယ်ပြီးတော့ဟိုကန်းလိုက်လာကြတဲ့ သူတွေကလည်းအဲ့လိုနှစ်ယောက်တွဲ commercial လေးတွေမြင်ကြရဲဆိုတော့အဲ့လေးလည်းအများကြီးရှိလာအောင်ပါပါဟုတ်ကဲ့ကျွန်တော်လည်းတချင်းဆိုတာအတန်ကောင်းတယ်လေဟုတ်တယ်အတန်ကောင်းတယ်သူစူဖို့လည်းလုပ်နေတယ်နော်အဲ့လိုတပုတ်လောက်လုပ်ပါဟုတ်နော်အော်ဟုတ်တယ်လေဘောဘယ်အဲ့လိုဘယ်လိုပြောရမလဲကိုက တယောက်ဆောင်ပိုင်းမှာတော့မနိုင်မြဲကိုကိုကိုပါရမီပါတယ်ထူးချွနေဆိုတော့သိပေမဲ့ဒီဘက်မှာကျတော့ပါရမီပါထူးချွနာတာနည်းနည်းအားနေတယ်ဆိုပိုင်းမှာကျတော့အဲ့ဒီအတွက်ကြောင့်နည်းနည်းတော့အဲ့လိုပုံမှန်ထက်တော့ပို့ပြီးတော့ကြိုးစားရတယ်အဆိုပိုင်းအောင်ကြာပဲဘာပဲပြောပြောပေါ့နော်အနုမြာလောက်တယ်ဆိုတော့ဘတ်စုံလောက်တက်ချင်တဲ့အတွက်ကြောင့်ဘတ်စုံတော့လေးလာရတယ်ဒါပေမဲ့သူ့လောက်တော့မထူးချွဘူးကွယ်သူကအဲ့လိုတချင်းလေးနည်းနည်းလေးညီးလိုက်တာအစားအတန်အရန်ချွတ်ချိုလေးဆိုတော့လေနော်အဲ့ဒါတခြားတခြားကြောင့်ကိုတချင်းဆိုနေဝင်မကြီးနေလို့စိတ်တက်ကြရတယ်လို့အဲ့လိုမျိုး မပြောအဲ့တူတန်မှန်ကြလိုက်ရင်စိတ်တကြဝါးရီလို့ဝင်းဝင်းကြီးနေလို့ဆိုမရဘူးသူတို့နဲ့ဆိုတယောက်ချင်းစီရဲ့အာတာချက်လေးရှိကြတာနော်တယောက်အဆိုပိုင်းမှာထူးချွန်တယ်တယောက်ကြတော့လည်းတယောက်ဆောင်ပိုင်းမှာထူးချွန်တယ်အဲ့တော့ snow တယောက်ဆောင်နေပတ်သက်ပြီးအခုမေးမယ်အမဘေးနားမှာလည်းအားပေးနေအမကန်ရှိရယ်ဆိုတော့အခုလက်တလောပြိတ္တတွေရင်းထဲမှာဆွေးနေရကြောက်ဆုံးချင်းဤနာကွယ်နော်ဆိုတော့အဲ့ကမန္တလေးဆက်ဆက်ချင်းမှာလည်းမတိုင်းငင်း စပြီးမပြခင်ပါလေညီမလေးမီးလေးဖြစ်ခဲ့တယ်ဆိုတာဘာသိအဲ့ status လေးနဲ့ post လေးတခုတင်ထားရတော့မှတင်တယ်ဆိုတော့ဒီ character လေးအတွက်ကိုညီမလေးအားထုတ်ခဲ့ရပါဘောပြီးတော့ဟိုအခုဆိုလို့ရှိရင်ပြည်သက်တွေကလည်းတော်တော်လက်ခံကြရတဲ့အပိုင်းမှာပေါ့နော်ကိုစူးစမ်းမှုနဲ့ပြည်သက်တွေစီကပြန်ရတဲ့ feedback ကြားထဲမှာကိုယ့်ရဲ့ခံစားမှုတွေအဲ့ဒါလေးလည်းပြောပြပေးပါအမ် a time ထက်လွန်ကိုဝန်တာရတယ်ဘာဖြစ်လို့လဲဆိုတော့အတူသဖြင့်ဒီလိုနောက်ဆုံးဆင်းနောက်ဆုံးဆင်းရောက်တဲ့အချိန်မှာအဲ့လိုမျိုးပြိတဲ့ရင်ထဲမှာကြံခဲ့ပါမလားငါ့ကိုမီးလေးလို့မြင်ကြပါမလားနောက်ဆုံးကတော့ဘယ်လိုလဲဆိုတော့ပြိတဲ့တနာရောတနာရောပါမလားဆိုတာ character မမေ့လို့ရှင်ကိုကအာဒီနိုးတို့တယောက်ဆောင်တဲ့ team တစ်ခုလုံးကဝုန်းနဲ့အရှိန်ဟုန်နဲ့တက်တဲ့အချိန်မှာငါတယောက်တည်းကြံခဲ့လို့လည်းမရဘူးဆိုရယ်စိတ်ကလည်းရှိတာ ఓకే အဲ့တော့နောက်ဆုံးပိုင်း episode 10မှာပြိတဲ့တွေပြရတဲ့အချိန်မှာ audience ကဘယ်လိုနေမလဲငါ့ကိုဘယ်လိုမြင်မလဲဆိုရယ်အတွေ့ ေါ့နော်တကယ်အဲ့လိုပြီးွားတဲ့အချိန်မှာလဲအာအကုန်လုံးရဲ့ရှင်ထဲမှာအဲ့လို တချို့ကြတော့အဲဒီလူသက်သမားကိုခံမမိရယ်ခံမမိတဲ့အချိန်တွေမှာတော့မှဒါမှဒီလိုစင်းကြီးကိုထွက်လာတဲ့အချိန်မှာအကုန်လုံးကမခံစားနိုင်တာဟိုမငိုဘူးဆိုလို့ရှိရင်တော့မှရင်ဘတ်ထဲမှာတစ်ဆို့ကြီးကြံခဲ့တယ်မကြည့်ရဘူးဆိုပြီးတော့အဲ့လိုမျိုးပြောကြရပါတော့အဲ့ဒီတက်ကြောင့်လဲဒီ character လေးကိုအအောင်မြင်မြင်နဲ့အမီလေးဖြစ်ခဲ့ဆိုရယ်ခံစားချက်လေးရပါဘောဟုတ်ကဲ့ခုံယူလိုက်တာဟုတ်တယ်တကယ်ခုံကြီးတကယ်ဆိုတော့လဲအဲ့ဒါကိုကြည့်ပြီးတော့ခံစားရတာကွာညီမလေးပြောသလိုအဲ့တော့ပုံမှန်အားဖြစ်ဆိုရင်တစုံတစ်ယောက်ကပြုံးပြလိုက်ပြီဆိုလို့ရှိရင် တစ်ဖက်ကပြန်ပြီးတော့ပြုံးပြကြတာဒါပေမဲ့မီလီယာကျတော့အဲ့မှာပြုံးပြလိုက်တဲ့ပြုံးပြလိုက်တဲ့အားလုံးကရှင်ကွဲပလက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လုံးဝဒါအနီးကပ်အတူတူရှိနေခဲ့တဲ့သူတယောက်အနေနဲ့ဆိုလို့ရှင်ရောဒါသူရဲ့စူးစမ်းမှုနဲ့ဒီတရုပ်ဆောင်မှုမြင်တဲ့အခါမှာပထမဦးဆုံးပေါ့ဒီစင်းကိုမြင်တဲ့အခါမှာဘယ်လိုခံစားရလဲ စမနလို့တူတူဝဲဝါလာပေါ့အဲ့လေးရဆိုလို့ရှိရင်အဲ့နောက်ဆုံးပိုင်းလေကြီးကအစိုးရပြခံမန်းထားရပေါ့နော်သူသားသမားကဒါလာမိကလုံးဝမပြေဘူးလုံးဝမပြေဘူးလုံးဝမပြေဘဲနဲ့နောက်ဆုံးပိုင်းဒီအဆောင်ကြီးအဆောင်ကြီးသူပြောရကွာဟိုလွန်ခဲ့သောနှစ်နှစ်ကလည်းရိုက်ထားတာပေါ့နော်ဒီ character တွေအကုန်လုံးကိုသူတို့ဖတ်ထားတာဒီဆယ်ရက်လောက်မှာသူထပ်ပြီးတော့ထိမ့်သိမ့်ရမယ်ပေါ့အဲ့ခါကျတော့နောက်ဆုံးပိုင်းကိုကြီးတဲ့အချိန်မှာပဲတိတိရဲ့ကြီးနဲ့ဒီလူဆိုတာသိတယ်ဒါပေမဲ့တကယ်လဲသိလိုက်ရတဲ့အချိန်တစ်ခုမှာသူ့ရဲ့တိရစ္ဆာန်ပုံကဘယ်လိုပြောမလဲ သူဘာမှမတက်နိုင်တော့ဘူးသူငိုယုံပဲတက်နိုင်တော့တယ်ဆိုတဲ့အနေအထားကြီးတခုကုခေရမဲ့ဖြစ်နေတဲ့ဟာမျိုးကိုကြည့်လိုက်ရတယ်။တေးဥဆောင်တာကိုသိပေမဲ့တကယ်လို့တကယ်ဆိုပြီးတော့ခံစားရပြီးတော့အဲ့ဒီကဆိုကြည့်နေနေတင်းကျပ်နေတာတကုံအကုန်လုံးပေါ့နော်ဒီရင်ထဲတွေရောဒီခေါင်းတွေရောတင်းကျပ်ပြီးတော့ကြည့်ပြီးသွားတဲ့အချိန်မှာသွေးချိန်ကြီးတော့သွေးပေါင်နေအောင်ကြက်အဲကြည့်ရောအရင် deep ဖြစ်တယ်ကြည့်ရောနော်ပြိတ္တအနေနဲ့ကိုက audience တယောက်အနေနဲ့ကြည့်လိုက်တဲ့အချိန်မှာတကယ်ကို deep ဖြစ်တယ်ကိုတယောက်တည်းဖြစ်တာလားဆိုတော့မဟုတ်ဘူး ပြီးတော့ Facebook ပေါ်မှာအကုန်လုံးအကုန်လုံးကသူ့ကို appreciate လုပ်ကြရတယ် congratulation လုပ်ကြရတယ်အရန်တော့ပါတယ် thank you ဟုတ်တယ်ဒီကားထဲမှာမီလီရဲ့ character နဲ့ဟိုအကုန်လုံးလဲတူတူစူးစမ်းကြရတယ်တယောက်ချင်းစီရဲ့ character တွေကိုလည်းပြဿနာတွေသတိပြုမြင်ရတယ်မီလီရဲ့ character ကြအဲ့လိုဂယုနာတက်စီရလဲလို့နာကျင်ခံစားရတဲ့အပိုင်းလေးဖြစ်နေတဲ့အခါကျအဲ့ပေါ်မှာလေဒီ character ကိုကြည့်ကြည့်တချို့ဆို mind တွေလည်းတင်ထားတယ်ငိုလိုက်ရတာဆိုတာမျိုးပေါ့နော်ပြဿနာတွေညီမလေးကြောင့်တော်တော်ငိုသွားရတယ်နော်အဲ့ဒီဘိုင်းကတော့အထီးပဲအကုန်လုံးရဲ့ခံစားချက်တွေကို ဖမ်းပြီးတော့တင်ပလိုက်တာဟုတ်တယ်အတွေ့အကြုံတွေလည်းတော်တော်ရပါတယ်ဟုတ်တယ်ဟုတ်တွေ့အကြုံလည်းအများကြီးရပါတယ်ကိုထွန်းနဲ့အနီးကပ်နော်တရုတ်ဆောင်လာတယ်နောက်ပြီးတော့တင်ပြန်ပြီးတော့ကိုဘက်ကနေပြီးတော့လိလာရတဲ့တင်ယူရတဲ့အပိုင်းတွေလည်းရှိမှာပဲအဲ့အတွေ့အကြုံလေးနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါလားအကြိမ်အလွဲလေးရှိတယ်ဆိုရင်လည်းအမှတ်တရလေးပေါ့အာညီမအတွက်အမှတ်တရအဖြစ်ဆုံးဆိုလို့ရှင် సై ကယ်မှောက်တာနဲ့ సై ကယ်တိုက်တာပဲပေါ့နော်ညီမက အာစပိန်မစည်းတတ်ဘူးစိုက်ကယ်လုံးဝမစည်းတတ်ဘူးစိုက်ကယ်ဆိုလို့ရှိရင်နောက်ကနေအောင်မှအဲ့မှာမှပထမအောင်ဆုံးစပြီးတော့လိုက်စည်းဘူးပါအဲ့တော့အာစိုက်ကယ်နဲ့ဆိုတော့အရန်ကိုစိမ့်တဲ့အရာပေါ့နော်စပိန်စည်းရာရောရန်ကုန်မှာမြေပြတ်မှာတော့နည်းနည်းတော့တင်သွားတယ်ဒါပေမဲ့တောင်မော်ဒေသဆိုတဲ့အချိန်မှာအဲအရင်ဆုံးစပိန်နဲ့ဟိုမှာပြန်လေ့ကျင့်တယ်ဒါပေမဲ့တောင်မော်ဒေသမှာရောအဲ့ဘူရီဒစ်တေခဲရင်လည်းဘယ်လိုရှော့စင်းရအောင်မစည်းတတ်ဘူးမစည်းတော့ဒုက္ခရင်းရောက်တယ်ဒါပေမဲ့စပိန်စည်းတာကိုနည်းနည်းရောက်သွားပြီစိုက်ကယ်စည်းကြည့်မယ်ဆိုတဲ့အချိန်မှာလည်းစိုက်ကယ်ကလည်းမရပြန်ဘူး ဆိုင်ကယ်ကမရတော့ဖြစ်ချင်တော့အဲ့ဆိုင်ကယ်လက်လာလေးရှာတာကိုထုံးက producer ကိုကိုထုံးတို့တော့ဆိုင်ကယ်လက်လာလေးရှာတာဒါပေမဲ့အဲ့ဆိုင်ကယ်လက်လာလေးကပစ္စည်းရှာခတ်တယ်အဲ့တော့ဆိုက်ကယ်ကိုတဘုံဘုံတိုက်တယ်မှောက်တယ်ခြံစည်းရိုးကြီးခြံစည်းရိုးကြီးဆိုတာတကယ်ခြံစည်းရိုးကြီးခြံစည်းရိုးကြီးလောခြံစည်းရိုးတွေဝင်သွားတယ်မြောင်းနဲ့ပြုတ်ကြသွားတယ်နောက်ဆုံးဘလောက်တောင်လဲသူ့ဘာသူရက်ထားတဲ့ကားကိုတော့မဖုံးနဲ့ဝင်တိုက်ပလိုက်တာ အဲ့လိုပေါ့နော်အမတ်တရားတွေကတော့ cycle လုံးဝမစီးတဲ့အမတ်တရားပြီးတော့အဲ့လို cycle ကရှားခတ်တော့ပစ္စည်းတွေပျောက်ကုန်လို့ရှိရင်ရှားခတ်တဲ့အမတ်တရားပေါ့မျိုးစုံမှာပဲအဲ့လိုအဲဒီကားမှာတော့တကယ်ကိုပုံမှန်ထက်ကိုအမတ်တရားတွေလည်းများတယ်ပြီးတော့ experience တွေလည်းများတယ်အပြင်ပညာအသစ်တွေလည်းအများကြီးရပါတယ်ကိုကြီးရဲ့အချိန်ကခဏလေးအဲ့နောက်ွယ်မှာနော်တရုတ်ဆောင်နေပြီးတော့ဒီရိုက်တဲ့အဖွဲသားတွေအားလုံးကစူးစမ်းရတဲ့အပိုင်းကြီးအများကြီးပဲဆို အေးလားအရင်အေးလားအဲ့တော့အေးလားဆိုတော့အေးတယ်အဲ့ထဲမှာလေးမမရနည်းနည်းလေးဆင်းလေးနည်းနည်းလေးပဲပါပါ episode 10မှာအဲ10မှာပေါ့နော်ကျော်ဆိုးကအဲ့လိုမျိုးရေချိုးတာကိုချောင်းကြည့်ရစေတကယ်အဲ့ဖြစ်ချင်တော့အဲ့အိမ်လေးကတောင်းမောထိတ်တက်တဲ့အိမ်လေးမှာပြီးတော့မနက်အစောရိုက်တာအဲ့ဆင်းကိုအဲ့လိုရေရှားလေးနဲ့အဲ့ရင်နွေးလို့လည်းမဟုတ်ဒီတိုင်းဒီတိုင်းရေစလားတဲ့ရေကိုခတ်ပြီးတော့အဲ့လိုတကယ်ချိုးရတာ တော့အိုးတုံမှတုံနေဂဂ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 ဆိုပြီးအဲ့လိုမျိုးတုံနေတော်တော်အေးရဲ့အဲ့လိုမြေကြီးရဲ့မြုပ်ခမ်းအခြေဆိုလို့ရှိရင်ဒီလိုလေးပဲပေါ့ဒါအဲ့ချမ်းတာတော့ဘာနဲ့အဲ့လိုအသားတွေကနေစိတ်တက်ပြီးတော့ချမ်းတာတော်တော်ချမ်းနေဟုတ်အဲ့မြေကြီးရဲ့မြုပ်ခံရဲဆင်းဆိုလို့ရှိရင်လည်းအင်တာဗျူးတစ်ခုမှဖြေထားတာတွေ့ရပေါ့နော်အဲ့ဒီ feeling ကတော့ခုနပြောသူစိတ်တက်ပြီးတော့ကြောက်တယ်ဆိုတဲ့ဟာအပြင်ကိုပေါ့ဟိုကိုမျောလင့်ထားတာ ਨੇ တကယ်ခံစားလိုက်ရတဲ့ feeling ကဘလို့กว่าလဲ အနုပညာရှင်ကတော့ကြိုပြီးတော့စဉ်းစားထားတာလေးတော့ရှိမှာပေါ့ဟုတ်တယ်ညှို့လင့်ထားတာတော့ဟွန်းပေါ့ပေါ့ဒီတင်ပေါ့ပေါ့ပေါ့ပါအမိုင်းပါအဲ့လိုတော့မဟုတ်ဘူးမျောလင့်ထားတော့ဒီထက်နည်းနည်းပိုဆိုးတယ်မျောလင့်မျောလင့်ထားတာတော့နည်းနည်းမြင်းမှာဆိုတော့ကြောက်ခဲတွေတခြားဟာတွေပါနေတယ်ဒါပေမဲ့တကယ်တမ်းကျတော့ မျောလင့်ထားကြလောက်လဲမဆိုပါဘူး protection bag ကမြေအဲ့လိုမျိုးအထဲထဲမှာ plastic ပြားတစ်ခုခံထားပေးသေးတယ်ပြီးတော့အပေါ်ကနေလည်းဖုံးနေရှင်မှာဒီလိုအပေါ်ကနေလည်းအဝတ်စားလေးတစ်ခုခံထားပေးသေးတယ်အဲ့တော့အမျောလင့်ထားတာလောက်ထိရောဆိုးဆိုးရွားရွားအဲ့လိုမျိုးအမျိုးမတော်မခံလိုက်ရဘူးပေါ့အဆိုးအဆိုးနေအဆိုးဆုံးနေကြိုးတွေးပလိုက်တာပေါ့အဆိုးဆုံးနေကြိုးလည်းတွေးပလိုက်တာဒါပေမဲ့ဖြစ်တဲ့ဟာကြောင့်အနေနဲ့အဲ့လိုစိတ်ခံစားရဖြေတာရရပေါ့ဟုတ် ခက်ခဲเนาะတိကျတော့ဟုတ်တယ်တိကျတော့ဟိုအငြင်းရန်ကလေဟိုနူးနူးရွာလေးနေရတာပဲမဟုတ်ဘူးဒီလိုမျိုးခက်ခဲနဲ့စူးစမ်းရတဲ့အပိုင်းတွေလည်းအများကြီးရှိရယ်ဆိုတော့ဒါပေမဲ့ညီမလေးစူးစမ်းရကြိုပြင်ပန်းခံရကြိုနှစ်ပါတယ်ဒီ character လေးကပရိသတ်ရှင်တွေကိုရောက်သွားတဲ့အတွက်လေးเนาะဆိုတော့ congratulations ပါကျေးဇူးပါတယ်ဒီမှာပြီးတော့ကေကေကိုလည်းအခုကေကေရဲ့သချင်းလေးတွေပရိသတ်ရှင်တွေတော်တော်ရောက်နေကေကေကလေအမသတိထားမြင်သချင်းဆိုလို့ရှိရင်ချွတ်ချိုးအေးအေးလေးတွေအဲ့လိုပုံစံမျိုးလေးเนาะဒါပေမဲ့ ကကေးရဲ့ပရိသတ်တွေကကေးထောက်တမြတခြင်းတွေအရပရိသတ်ရင်းတွေကိုရောက်တယ်လို့အမတော်မြင်တယ်ဘာလို့ဆိုကိုကိုယ်တိုင်းလက်ကေးတခြင်းတွေအပေးနေတဲ့အခါကျတော့အဲနောက်ပိုင်းဖန်ပြီးမဲ့တခြင်းတွေအဲ့လိုအေးအေးလေးပဲလာမှာလားဘယ်လိုပုံစံမျိုးလေးတွေကိုမလုပ်ဘူးတာတွေလုပ်ဖို့ရောတွေးထားတာရှိလားအဲဖြစ်နိုင်တော့ကကေးရဲ့ဒုတိယအခွေဒုတိယ event တွေမှာပေါ့နော်တခြင်းမျိုးမျိုးလေးတွေအများကြီးထည့်ထားတယ်ဒါပေမဲ့ပရိသတ်တွေရဲ့အကြိုက်ကိုကကကေးအတန်နဲ့ဆိုလို့ရှိရင်သူကတခြင်းအေးအေးလေးတွေကိုပဲရွေးနှားထောင်ပြီးတော့ပူကြိုက်ကြတယ်ပြီးတော့ဂီယူနာတန်လေးပါတယ်ဆိုပြီးတော့လည်းပြောကြတယ်ပေါ့နော်အဲ့တော့ကကေးတခြင်းအမျိုးလုပ်လဲ သူတို့ကအေးအေးလေးပဲကြိုက်တယ်ဆိုတော့နော်ဟုတ်တယ်နော်နောက်ပိုင်းကျတော့အဲဘယ်လိုပြောမလဲအေးကအရင်တော့ဆိုအဆွေးသချင်းတွေအလွမ်းသချင်းတွေဆိုတာများတယ်ဒါပေမဲ့နောက်ပိုင်းတော့အချစ်သချင်းလေးဆိုတာများတယ်ပြည်သက်တွေအကုန်လုံးကလည်းလွမ်းဆွေးရချိုင်းမှာအရန်ကိုကြာခဲ့ပြီဆိုတော့လေအခုနောက်ပိုင်းတော့အချစ်သချင်းလေးများနားထောင်ခြင်းမလားဆိုပြီးတော့ဒီလည်းပြောင်းပြီဆိုပြတော့အဲ့တော့သူတို့လည်းထပ်တူကြသွားတယ်နဲ့တူပါတယ်နားထောင်ခြင်းပါတယ်ဟုတ်ကဲ့အခုနောက်ပိုင်းအရန်ဆွေးဖြစ်လာတယ်ဟုတ်ဆွေးဖြစ်လာတယ်ဆချင်းလားအဲ့တော့ဆချင်းတွေကဘယ်လိုလဲခေခေရဲ့သချင်းပုံစံနေမှာဘယ်လိုပုံစံမျိုးတွေကိုပို့ပြီးတော့နားထောင်ရတာတိုက် အမ်ပြစ်တဲ့တယ်ပြစ်တဲ့ပဲဆိုတော့လေနော်အဲ့လိုခုနလိုပြောဆိုပေါ့ဂေကအတန်ချွတ် ချိုလေးအေးအေးလေးဆိုတော့အဲ့လိုမျိုးနည်းနည်းအကူတူဆိုနေကြနောက်ပိုင်းထွက်တဲ့အချစ်တချင်ကိုမှအေးအေးလေးအေးလေးနဲ့ဆိုလို့ရှင်သူ့တန်နဲ့အရန်လိုက်ဖက်တယ်လို့ခံစားဥမာနဝင်ချိုတယ်ပေါ့နဝင်ချိုရဲ့အဲ့လိုမျိုးညာဘက်တွေပါအဲ့လိုရှင်လဲတချင်အေးအေးလေးညာထောင်အေးရဝင်တေးလေးပေါ့နော်အေးရဝင်တေးလေးပေါ့အဲ့လိုမျိုး အတန်ချိုချိုလေးတွေပေါ့အဲ့လိုမျိုးလေးဆိုတော့ချိုချိုအေးလေးပဲသဘောကျပရိသတ်တယောက်အနေနဲ့ဆိုရင်တော့ဒီလိုပရိသတ်တွေအများကြီးဆိုတော့ဟုတ်တယ်ချိုချိုလေးတွေအများဆိုပြောလေးပါဆိုပြမှာဟုတ်တယ်ဟိုနှစ်ယောက်ကလေ close လည်းဖြစ်တာဆိုတော့ပရိသတ်တွေကလည်းနှစ်ယောက်ရဲ့အဲ့လိုမျိုးအမှုအကျင့်လေးတွေနောက်ပြီးတော့နှစ်ယောက်အဲ့လိုဟို ပါစီပါစီခုနဆိုဆိုမှပြောလို့ပါစီပါစီလောက်တာလေးတွေပြန်တဲ့သွားတာလေးတွေအဲ့ဒါမျိုးလေးတွေကကြတော့လေဟိုကိုယ့်ရဲ့ content ထဲမှာပဲပါတာလားအပြင်ကပုံစံမျိုးမှာရောကို့အနေနဲ့ပေါ့နော်ဒီလိုမျိုးအာကတောက်ဆပြိပခါလေးဖြစ်ခဲ့တဲ့အခါကျရင်ဟိုဒါကတော့ဟို sharing လုပ်ပေးစီခြင်းတဲ့သဘောပေါ့เนาะတကယ်ချင်းအချင်းချင်းမှာပဲဖြစ်ဖြစ်ဘယ်လို relationship မှာပဲဖြစ်ဖြစ်ဘယ်လိုပြန်ညှိဖြစ်လဲအဲ့ဒါလေးသိချင်တယ်အမြင်တော့เนาะ content တွေဟာဒီကအပြင် character တွေပါအပြင် character တွေအမှန်ကန်ပါတယ်အပြင်မှာဆိုလို့အဲ့လိုအများတိုင်းကြီးကအဲ့လိုနည်းနည်းလေး anxiety နည်းနည်းများတယ်တခုခုကိစ္စတခုခုဆိုလို့ရှိရင်အဲ့လိုစိတ်မအေးဘူးပေါ့နော်စိတ်ရမ်းပူတက်တဲ့နေရာမှာပါတယ်သူကြောင့်နည်းနည်းစိတ်အေးလက်အေးတွေမှာပါတယ်ပြီးတော့ကြိုပြီးတော့ season တက်တဲ့နေရာမှာလည်းပါတယ်ကြီးကကြောက်လို့မူးမဝင်မလုပ်ဘူးပါမှာအဲ့လိုခီးတယ်ပါတယ် last minute ပေါ့နော်ခီးသွားမယ်ဆိုရင်ကြိုတိတယ်တလားလောက်လဲကြီးဘာမှမလုပ်ဘူး

တယ်သူ next level ရအောင်ဟုတ်တယ်သူကဟိုမှာဘယ်သွားမယ်ဘာညာဆိုတာကို तू နှုတ်ဆက်မှာရေးထားပြီးပါတယ်သူဘယ်ဘာကြီးလုပ်မယ်ပေါ့ရေးတော့အဲ့လိုမဟုတ်ဘူး ဟိုအချိန်ဒီပေါ်မှာလိုက်ပြီးတော့အကုန်လုံးမယ်ပေါ့အဲပြီးမနေ့ကျတော့ရှင်ထည့်စရာလေးကြရင်တော့တဝက်လောက်ခြံထားလိုက်သေးတယ်မနေ့ကျမှအလန်းပေးပြီးထားပြီးလုပ်တာပေါ့အဲ့ဒီစားရင်လည်းအမြဲတမ်းပြဿနာဖြစ်တယ်ဖြစ်တော့လဲအဲ့လိုတောင်းမှရတာပေါ့ချော့ပြရတာလေးပါကိုကလည်းမှားဒီကတော့ချက်ကတော့တောင်းမှဒီကဒီကတော့အမြဲတမ်းကြေးမှားနေရဒါပေါ့ဟုတ်လေမှားမှားမှန်မှန်အဲ့ဒီကူလည်းမှားမှားတယောက်တော့တောင်းမှတယောက်ကတော့တောင်းမှရမယ်နော်တယောက်ကတော့တောင်းမှမင်းကတော့ဘရမတောင်းမှနေတယ်မှာမဟုတ်ပါဘူးပြောနေပြီညာနေပြီပါလေမပြောပါဘူး အသက်ငယ်လေးလည်းသူမတောင်းပါတော့မောင်မောင်မောင်လည်းဆိုရမရှိဘူးအေးရှိအောင်ဟုတ်လားခင်းနေရလည်းပြောတယ်တောင်းမဲ့နေအောင်မယ်ညောင်းလေးဘယ်လိုပြန်လုံးနဲ့ပေးလိုက်တာကမလျာရရှိရလားဟုတ်လားမဆိုင်တယ်မှာတင်နေရလေဒီကကြတော့အဲ့လိုမျိုး plan လုပ်တတ်တဲ့သူလို့ထင်တာစနို့ကကြတော့ unplan လုပ်တတ်တဲ့သူလို့ထင်တာ မှန်နေရအောင်အဲ့ဆိုလို့ရှိရင်အေးတာအေးလို့အေးစင်းနေဒီကမှလောင်ဒီကမှလောင်ကျွမ်းနေဟာလို့ပြောတော့ဟိုကလေးလို့ဝေးပါအောင်ဒီကလေးလို့ဝေးပါအောင်ဆိုအဲ့ခါကျရင်စုခံရပြီစုခံရပြီဆိုတော့လေတောင်းမမိုင်းတောင်းမဖြစ်စေရပါဘူးပေါ့အမြဲတမ်းပြောရစကားပေါ့ပြီးတော့လည်းလောက်တာပါပဲဒီတိုင်းပါထပ်ဖြစ်တာပဲထပ်ဖြစ်တာပဲအဲ့တော့အမြဲညှိဖြစ်တဲ့ပုံစံမျိုးလေးကတော့အဲ့လိုတောင်းမဖြစ်စေရပါဘူးပေါ့သူကလည်းအဲ့လိုဂီဂီလို့တဲ့အမားတွေကလည်းကြီးကြီးမားမားမဟုတ်တဲ့အခါကျတော့ခွင့်လွှတ်ပေးနိုင်တဲ့အမားတွေပဲဆိုတော့အဲတောင်းတဲ့တယောက်ခဏလေးကြတော့လေ မုတ်ဆိုင်ပိုင်းနဲ့ပြည်လေွားကြတာပါပဲ။ကမလေးတော့ချက်ကမုတ်ပဲ။မုတ်ပဲ။ Facebook ကမုတ်နဲ့။ဒါကသူအစားတတ်ပါပဲ။အစားတတ်စားတော့ကြိုက်မယ်လေ။နှပ်ပါနဲ့။ဟိုလေးလေးရတဲ့ဆရာလေး။ဒါတော့သူ့ကိုသူပါလေ။ဘွားလို့တဲ့သူဝေးချမယ်ဆိုတော့ဘေးကလေးလေးလေးဘယ်နာတော့လေးရအောင်လို့။ စနေရပဲเนาะဂျင်းနေလဲဆိုတော့ဟုတ်တယ်မလားလောဆရာဂျင်းကနည်းနည်းလေးရက်သွားတဲ့အချိန်လေးကာလတစ်ခုမှာကိုကူကူဝါရဲဆိုပြီးစိုက်ကူတွေဝင်နေမားရီအတိုင်းမဲ့နေဂျင်းလေးရက်လိုက်ငေါဝါနေပြီဂျင်းတရက်လောက်သွားလိုက်အမလေးခါအစီကြောက်သွားတော့ဂျင်းကြောက်သွားတော့ပြန်လာတော့အရန်လှတဲ့မိမတဲ့ဖြစ်သွားတယ်အဲ့ဒါအမင်းကလေးအများစုတူကြတာပေါ့เนาะပြီးတော့နှစ်ယောက်စလုံးကလေမတူညီတဲ့နယ်ပယ်တီးတီးอ่ะတယောက်ကဂေးဆိုလို့ရှိရင်ဂီတလိုက်ပဲညီမလေးဆိုလို့ရှိရင်လည်းဒီတုံးဆောင်လိုက်ပဲဆိုတော့ဟိုမတူတဲ့ခါကျတော့တခုတော့လည်းကောင်းတယ်အချင်းချင်းကမတူညီတဲ့ point of view ကနေအချင်းချင်းပြောင်းပြီးတော့အကြံဉာဏ်ပေးလို့ရတာဆိုတော့အဲ့ဒီပိုင်းတွေမှာအချင်းချင်းဘယ်လိုမျိုးအကြံဉာဏ်ပေးတယ်ပို့ပြီးတော့ကောင်းလာအောင်ပေါ့နော်ဟုတ်ဟာဂီးကတော့အဲ့လိုမျိုးတချင်းဆိုတဲ့အပိုင်းမှာပဲတည်တာပေါ့နော်ဒါပေမဲ့တခါလေးကြလို့ရှင်လေဂီးနဲ့သူနဲ့အသက်အရွယ်ကွာခြားမှုမှာသူတို့လူငယ်တွေရဲ့အကြံဉာဏ်ပေးတာတွေကလည်းတကယ်ကိုအသုံးဝင်တယ်ဂီးတို့ကဒီအသက်ပိုင်းခြားတစ်ခုရောက်တဲ့အချိန်မှာတခုခုကိုလှုပ်တင်လားလှုပ်လို့ရရဲ့လားလှုပ်လို့ဖြစ်ပါမလားအရန်တွေးပြီးတော့မလှုပ်ဖြစ်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့သူတို့ကလေးတွေကအဲ့တိုင်းမဟုတ်ဘူး လှုပ်လိုက်မှမဖြစ်ဘူးအဲ့ဒါဆိုလှုပ်ကြည့်လိုက်မယ်လေးဆိုလို့ရှိရင်အဲ့ဒီအရာတွေကအရန်အဆင်ပြေသွားတဲ့ဟာလေးရှိတယ်။သူတို့စီကတုံ့ရလေးတခါကျရင်သူတို့ရဲ့အဲ့လိုမျိုးစိတ်တဲ့နည်းနည်းပြတ်သားတဲ့ဟာလေးတွေကိုပြန်ပြီးအတူယူရတဲ့အပိုင်းလေးရှိတယ်။သူဆိုရင်အခု TikTok မှာပဲဖြစ်ဖြစ်ပေါ့ဒီသင်းလေးနဲ့ဒီလိုလေးတင်လိုက်ပါလားဆိုဟုတ်ကောင်းပါမလားဆိုအာကောင်းတယ်တင်လိုက်သူကိုယ်တိုင်ပဲ edit တွေတက်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 ဆိုလှုပ်ပေးပြီးတော့တင်လိုက်တဲ့အချိန်မှာ okay view တွေက million တွေပဲဖြစ်သွား engagement တွေကောင်း engagement တွေအရန်ကောင်းတော့ reach တွေအရန်ကောင်းတော့အဲ raise menu ရဲတာပေါ့တကယ်တကယ်ကြောင့်အဲ့လို တခါလေကြာလို့ရှိရင်ရှူတော့ဘောင်းဆောင်ကပိတ်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 စဉ်းစားစဉ်းစားပါများသွားတဲ့အချိန်ကြာလို့ရှိရင်လုံးတင်တယ်မလုံးတင်ဘူးဆိုတာအရင်ခါကြာလို့ရှိရင် risk ယူပြီးတော့လှုပ်ချလိုက်တဲ့ဟာတခုကလည်းဟိုထွက်လာတဲ့အာသူသဖြင့် positive နဲ့ negative ရှိလို့ရှိရင် negative ထွက်မှာဘာလဲဆိုပြီးစဉ်းစားမှထက် positive ကြီးပဲထွက်မယ်ဆိုလို့ရှိရင်ဆိုရအတွေးမျိုးအရင်ပေါ့နော်အဲ့လိုမျိုးစဉ်းစားပါဟုတ်တယ်နော်မတို့တက်ရွယ်တွေကပုံစံဘက်တစ်ခုတည်းဝင်သွားတာအခုဆိုအဲ့လိုလှုပ်လိုက်ရင်ပြောခံရတော့မှာဟုတ်တယ်ဖြစ်နိုင်တယ်နောက်ဆက်တွဲလို့အမကြိုးကြိုးမြင်နေတဲ့ခါကြတော့ခလိကြတော့ရတယ်ဘာမှမဖြစ်ဘူးသူတို့မှအကြောင်းလန့် ကြောက်လန့်နော်ဒါလည်းအာသာချက်တစ်ခုဖြစ်တာဟုတ်တယ်အဲ့ဒါသူ့ရဲ့အာသာချက်ပေါ့နော်အဲ့ဒါရမ်းမှန်တယ်နော်မောင်ကြီးကျွန်တော်ရမ်းမယ်မမလေးတယောက်ဆိုရပါဘူးမမလေးတယောက်ဆိုတော့တိုင်းမမလေးတယောက်ဆိုရပါဘူးရရလေရလေကိုပေါ့တောက်ဝေကရလေရလေတော်နှစ်ယောက်မတူညီရဲ့နယ်ပယ်ရနောက်တစ်ခါကျတော့ဒီလိုမျိုးဟိုဂေးနေနေလဲဂီတလမ်းကြောင်းမှာအဲဘယ်နှစ်နှစ်လောက်ရှိပြီလဲအဲ15နှစ်လောက်ရှိပြီဟုတ်တယ်နော်အဲ့တော့ရှိပြီနော်နောက် snow ကကျတော့ဒီတေယုတ်ဆောင်အနေနဲ့ကျတော့ ဘယ်လောက်ဘယ်ကလေးကဆလုပ်တာလဲတကယ်တော့လေတိ ਉਸ ောင်းနေအခုမှသာတည်တည်ချာချာတွင်တွင်ကျန်နေလုံဖြစ်ပြီးပြိတက်သတိထားမိလာကြပါတော့အရင်တော့ကတော့ရွှေပြည်နှန်းခလေးတိ ਉਸ ောင်းခလေးတိ ਉਸ ောင်းပြီးတော့ခလေးတိ ਉਸ ောင်းဒါပေမဲ့ចောင်းစာတစ်ဖက်နဲ့ဆိုတော့အများကြီးတော့မလုံဖြစ်လိုက်ဘူးပေါ့နော်အမ်မမရသတိထားမိလားဆိုပရိသတ်တွေနောက်ပိုင်းပြန်ပြီးသတိထားမိရရွှေချိုပြိုင်နေမဟာကနေပြီးတော့ကုထုံးမဲ့ချက်ချင်းစကားလေးရိုက်တယ်အဲ့ဒါနေစပြီးတော့ပရိသတ်တွေပို့ပို့ပြီးတော့တစားတစားပြန်ပြီးသတိထားမိလားခံစားရတယ်အဲ့အစ်တတယောက်လို့တော့မမြင်ဘူး တယ်။တရုတ်ဆောင်ရန်ကောင်းတယ်။နော်ကာရိုက်တာစိမ့်နေပုံမှာအဲ့လိုမျိုးလုံးဝမမြင်အောင်ဝါဝါရတော့ဒီလိုတော့တော့ကြာတယ်။ဟုတ်တယ်။ဒီကလေးရတော့ဟုတ်တယ်။အဲ့တော့ဟိုမိသားတွေဘက်ကနေပြီးတော့ဒီကိုယ့်ဟိုကိုလေကိုယ့်ရဲ့လမ်းကြောင်းနေပုံမှာပေါ့နော်ဘလို့အားပေးမှုရှိလဲဆိုတာလည်းသိချင်တာတယောက်ချင်းစီ မမရောအလုံးမျိုးတစ်မျိုးလုံးတစ်စွေလုံးတရက်ခွက်လုံးသူ့မှာ support အရန်ကောင်းတယ်ကွာအရန်ကောင်းတာဘာလို့လို့ပေါ့နော်အလုံးတစ်မျိုးလုံးတစ်စွေလုံးတရက်ခွက်လုံးကဝိုင်းပြီးတော့အပေးကြရဲဆိုတော့ဘာမှပြန်လဲကြည့်စရာမလိုဘူး supporting ရှိပါတယ်ဒါနည်းတဲ့ကုသကံမဟုတ်ဘူးဟုတ်တယ်ဒါနည်းတဲ့ကုသကံမဟုတ်ဘူးတကယ်ဘုံမမေကအလုံးမျိုးမွေးလာတဲ့ကွာရွေချက်တစ်ခုရှိတယ်နာသမီးမင်းသမီးဖြစ်ရင်ဖြစ်မဖြစ်လို့ရှင်လေးမှဖြစ်တယ် လေးတွေးလာတာဟုတ်တယ်အဲ့တော့အဲ့လိုမျိုးနှစ်ခုတည်းတစ်ခုပေါ့နော်လင်းလင်းကြတော့လေအဲ့လိုနောက်ပိုင်းကျအဖွားတော့ဟာလင်းရင်းနဲ့ကြောက်စရာကြီးငါသမီးငါမီးလေးရပါဖြစ်တယ်ညာဖြစ်တယ်ဆိုတော့အဲ့ဆိုတော့မင်းမီးဖြစ်ရမယ်ဆိုပြီးအဲ့လိုမျိုးဟိုသူများရင်ပြောလို့ပေါ့မင်းမီးမင်းမီးဖြစ်ဖို့မွေးဖွားလာတယ်မင်းမီးဖြစ်ဖို့မွေးဖွားလာတယ်ဆိုဆိုလေးဒီလောက်ကိုအဲ့လိုမိသားစုနဲ့ against လောက်ရတာငါမကြလို့မွေးခဲ့တဲ့ကမိဘအတွေ့နောက်တစ်ခါကျကိုကိုရိုင်းလည်းဒါဝါသနာပါတယ်ဟုတ်တယ်ဟုတ်တော့ကောင်းလိုက်ပြီနော်ကောင်းကေးရအောင် အဂီဂီကကြတော့ဂီဂီတို့ရဲ့ခေတ်ကာလအပိုင်းခြားရမလုပ်ရဘူးမလုပ်ရဘူးမလုပ်ရဘူးအဲ့တော့အားလုံးနဲ့ against ဖြစ်ပြီးတော့မှတချင်းဆိုမယ်ဆိုပြီးတော့ကုကုကိုလမ်းကြောင်းတစ်ခုပေါ်ရောက်အောင်တက်လာတဲ့လူတယောက်ပေါ့နော်ဘာလို့ဆိုငငယ်ငယ်ကတည်းကဂီဂီရဲ့ရည်မှန်းချက်တစ်ခုကအဲ့လိုအเจ้าမဆရာမတွေကအဲ့လိုမျိုး အစေးရေးခိုင်းတာပဲဖြစ်ဖြစ်စာရီစာကုန်းဘာညာရေးလို့ရှင်ဘာဖြစ်ချင်လဲဆိုအဆူရောဖြစ်ချင်တယ်လို့ပဲရေးထားအကြီးမှာဆရာဝန်ဖြစ်ချင်စိတ်မရှိဘူးအင်ဂျင်နီယာဖြစ်ချင်စိတ်လည်းမရှိဘူးအဆူရောပဲလုပ်မယ်ဆရာမအဲ့လိုရုပ်တက်ထားမင်းတော့ဘာလုပ်မလဲဆိုအဆူရောပဲအဲ့တော့အရန်ဖြစ်ချင်တဲ့အရာတခုကိုကိုယ်တိုင်ပဲအရန်ကြိုးစားလာတဲ့အတွက်ဒီလမ်းကြောင်းပေါ်မှာကြီးအကြာကြီးရက်တည်သွားခြင်းလေဆိုတော့ကြီးအတက်နိုင်ဆုံးအဲ့လိုနမယ်ပြတ်တည်မရှိအောင်နေတယ်သူများရေပြောဆိုမခံရအောင်နေတယ်အကောင်းဆုံးနေပြီးတော့အခုချိန်ထိတဆိုင်မမတ်လေးလှုပ်လာရင်လည်းဒီလမ်းကြောင်းပေါ်မှာအခုထိရှိနေခဲ့တာပေါ့ဟုတ်ကဲ့ အားကြလိုက်တာဟုတ်ကဲ့ငယ်တည်းကတော့ကိုယ့်ရဲ့ဖြစ်ချင်တဲ့စိတ်ကိုကိုတိတိကျကျသိရအဲ့လမ်းကြောင်းပေါ်လဲရအောင်လဲလုပ်တယ်အောင်မြင်အောင်လဲကြိုးစားရတယ်ဆိုတော့ဒီတကယ်တော်ပါတယ်ဟုတ်တယ်ဒီမှာအဲ့လိုမျိုးအဲ အစောရောတော့အရင်ဖြစ်ချင်တယ်ဒါပေမဲ့ဂေးမှာအရင်ကြောက်တဲ့အရာတခုလည်းရှိတယ်။အဲ့ဒါတော့ဒီ stage ကိုအရင်ကြောက်တာ။အဲ့ဒါတင်ပါတယ်။ stage အရင်ကြောက်တယ် stage ပေါ်မှာဆိုရင်ဒီလက်တစ်ဖက်ပိုနေတယ်လို့လို့ဟုတ်လား။ဘာလို့လို့လောက်မှမသိအဲ့လိုမျိုးဖြစ်တာ။ဒါပေမဲ့ပိုနေတယ်။လက်ကိုဝင်တော့မှမသိ။လက်ကိုဝင်တော့မှမသိဒီမှာနဲ့နောက်ပိုင်းကျတော့အဲ့လိုတခုခုပေါ့အဲ့ mic stand လေးပါလေးခြိုင်တာအဲ့ဒါတော့ပါတယ်။နောက်ပိုင်းကျတော့အဆင်ပြေလာပါတယ်။အခုချိန်ထိအဲ့လိုဒီ camera ရှိလာမှာတော့ stage ပေါ်တက်ရမှာတော့ဆိုအရန်စိတ်လုံချမ်းမှုအရန်မြင့်တက်နေသေးတယ်အခုချိန်ထိအခုချိန်ထိတော့လည်းသတိထားမိအမှခုနပြောရလေအရင်ကဆိုလို့ရှိရင်အခုဒါတော်တော်တိုးတက်လာတယ်ဆိုတာအမှလည်းသတိထားမိရဲ့အရင်ဆိုလို့ရှိရင်ဂေး interview တွေဖြစ်ရင်လည်းဂေးပုံစံအဲ့လိုမျိုးလေကိုယ်အနေအရတော့ဒါဒီကိုနဲ့အသာသိမကြတဲ့ပုံစံမျိုးပေါ့အခုတော့အရင်ထက်ဆိုင်ပို့ပြီးတော့ပေါ့ပါရှိလာတယ်အများကြီးစက်ကြိုးစားပါဟုတ်ကဲ့ဟုတ်ဆိုတော့အခြားပြည်သက်တွေကဟိုကို အားပေးတဲ့တည်ထောင်ရှိတယောက်ရဲ့တခြင်းအပြင် performance တွေလည်းညှော်လင့်ကြတာဆိုတော့ညှော်နေမယ် reality တွေကိုလည်းလိုချင်ကြတာဟုတ်တယ်ကြားကြတယ်အဲ့ my audience ကအဲ့ TikTok ကတော့တပုတ်တပုတ်ကိုဘယ်နှခါလောက်ရရလဲ1 second ကပဲလားအဲ့ TikTok ပြန်ရောက်သွားတယ်ဟုတ်တယ်မာစုခန်းရတဲ့ကိစ္စရတယ်အများစုခန်းရတဲ့ကိစ္စခေရအောင်စုခန်းအကျိုးကိုင်နေတဲ့သူကမဆုံးဘူးပြောပါညော်လေးမှန်လိုက်ပါအဲ့အချိန်ညာစိတ်တွေတိုးရလာပါ ဲ့ဒီတော့အဲ့လိုပဲကြော်လေဟမ်လောက်တော့ဟင်းရဲ့အကောင်ချင်မလောက်ချင်မလောက်ချင်မလောက်ချင်လည်းမရအောင်မရရအောင်ရိုက်တာပဲသူကလောက်ချင်နိုင်မလောက်ချင်နိုင်ခဏထားဗီဒီယိုတပုတ်ရဖို့အတွက်ဘယ်လိုပုံစံနဲ့လောက်ရလောက်ရရအောင်ရိုက်တာပဲခုနကပိုင်း လေးရပူပြီးစိတ်ပါလာရေဟိုလေးလိုက်ကြမယ်လေးဥစားရဲ့စိတ်လေးတော့ခွဲပင်းနေပြီအဲ့ဒါလည်းဒီလိုလေးပြောလိုက်ပါလားတော့သူအလည်းပြန်ပြီးဥဆောင်နေပြီကွာပြန်ပြီးဥဆောင်နေပြီနော်ဆောင်းလို့စူးစမ်းမှုတွေပဲမင်းသူပြောရတဲ့ခိုင်းချလို့ရှိရင်ဟုတ်တယ်ပိုးဝင်သွားပြီမင်းကြီးလုံမှာတဲ့မင်းကြီးလုံတော့မှာတဲ့သူကဟုတ်တယ်ဆောင်းရဲ့ပြောတယ်ဇလန်တွဲမှာလည်းတွေ့ချင်းနေတချင်းမှာလည်းသူဖန်တီးဟာတွေ့ချင်းနေ ်အဖေကြောင့်ရီရဲ့လက်တချောင်းပင်နာတာကိုကြိတ်ကြရတယ်အဲ့ဒါကနေတော့တူတူဆိုတော့ကိုပင်နာမှာအဖေတယောက်ရှိနေတော့ကိုအဆင်ပြေသွားမှာပါနော်တဲ့လို့ဖြစ်မှာပါဟုတ်လေဂေးဂေးဒီကိုရောက်တော့လေတချင်းလေးကိုနားထောင်ကျင်နေစေခင်ဗျာတကယ်နားထောင်စေနည်းနည်းလေးဆိုပြလို့ဆိုပြပါလားနည်းနည်းလေးဆိုပြပါနော်ဟုတ်ပါဘူးနောက်ခုရက်တစ်ခုရေဂေးစနိုးလာတူလို့ပြတူလို့တူလို့တူလို့ဆိုတော့ဆင်းဆိုကမ်းရမှာနော်ဟုတ်ဘာရှင်းနားထောင်ကျင်လဲအခုဟုတ်ကောလား တောင်းဆိုပြီးမဆုလဲရမဆုလဲ request ပေါ်မူတည်ပြီးတော့တိုက်ပါအဲ့ထိုးအချစ်ကြောင့်ထိုးစစ်ကြောင့်အဲ့ဆိုမှတားသဘောကြောင့်ဟုတ်စီပြလာကြပြောတယ်ပဲဟိုခုနေ့ကနေမကောင်းလေးတော့ဖြစ်တာတန်လေးနဲ့အဲ့လိုနည်းနည်းလိုက်နေမယ်ဟုတ်ကဲ့ဟုတ်ကဲ့ကြိုက်လို့ဟာနာနာထောက်ကြည့်ရနာနာကြည့်ရအစမ်းဆိုကြည့်လိုက်ရင်ရောအစမ်းလည်းဆိုကြည့်လိုက်ရင်ဆိုပြီးတော့ဖြစ်လိုက်ပါဟုတ်ကဲ့တကယ်လို့ဂေးပို့ပြီးတော့တရားသာဖြစ်မဲ့တခြင်းဆိုလည်းရတယ်ဟုတ်တယ်နော်နာချင်ရမလဲတည်တယ် အပိုင်ဆိုင်ရာမလေးတည်တဲ့ဆိုင်သူရှိတဲ့မင်းကငါရင်ခွင်ကိုကစားဖို့တသက်ပဲဆိုရာငါတည်ရဲ့တာနဲ့အချိန်ချင်းလိုက်ရောက်ပေးမိခဲ့မင်းဖြစ်ချင်လို့ခြင်းမင်းရဲ့တဘောပါမင်းရဲ့ခဲယုံစားထိုးချစ်ကြောင်ပဲ ရန်သဘောကြရန်သဘောကြပါတယ်အဲ့ဒါကြောင့်အဆအဆုံးဆိုလို့ရှင်လည်းရန်အောင်လောက်ကောင်းတယ်တကယ်ကင်းစစ်နေရလို့ဟုတ်တယ်အမလည်းကြီးရဲ့ပရိသတ်လို့ပရိသတ်တရားအောင်နေနဲ့ဂိတ်အမျိုးရေဆိုထားရဆိုအဲ့အမျိုးတွေကိုအမစီမတိတ်ပြီးတော့နေဖြစ်ပေါ့အဲ့ငငယ်လေးအေးလေးကဂိတ်နဲ့တကယ်လိုက်တယ်ဆိုတော့ဟုတ်တယ်ဒီပုံစံလေးအများကြီးထပ်ပြီးတော့ဖန်နေပြီဟုတ်ကဲ့ဟုတ်ကဲ့အများကြီးဖန်နေပြီပါပဲနောက်ပိုင်း